တရုတ်နိုင်ငံဟာသူတို့ရဲ့ကြီးမားတဲ့အကျိုးအမြတ်ရရှိနိုင်မဲ့ BRI စီမံကိန်းကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်မှုအတွက်မြန်မာပြည်ညဉ့်ဉျေးရေးကိုတွန်းတွန်းတိုက်တိုက်လှုပ်ဆောင်နေတာဖြစ်နေလို့စီရင်တဲ့နိုင်ငံရေးအခွင့်အရေးတွေကအားရခတိုင်ကိုပြောပါရယ်တရုတ်နိုင်ငံကအကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ပိုလန်မစီမံကိန်းရဲ့မြန်မာပြည်တွင်းကနေဖြစ်တဲ့ရမယ်မြို့နယ်အစိပ်ပိုင်းတွေမှာတော်လိုင်းတိုက်ပွဲတွေဖြစ်နေတာကြောင့်ညဉ့်ဉျေးရေးအတွက်တွန်းတွန်းတိုက်တိုက်ပြောနေရတဲ့ပုံဖြစ်နေတယ်လို့မြန်မာရေးလေလာတုံတဲ့သူဒေါက်တာလှကျော်စောကပြောပါရယ် သူကသူ့ရဲ့အဓိကတရုတ်ကအဓိက brain chart ကဒီ shift ချင်းပြန် brain chart ကဒီပိုးလာမှာပေါ့အဲ့တော့ပိုးလာမှာမှာအာချတိုင်မှာသူတို့လုပ်ဖို့လမ်းမကြီးပုံစံစမ်းသပ်ထားတယ်တစ်ခုကအရှိလမ်းတစ်ခုဒုတိယကအလဲလမ်းနဲ့တတိယကအနောက်လမ်းအရှိလမ်းကတော့သူကဗီယက်နမ်ကိုဖောက်ပြီးတော့အဲ့ရနေကမ္ဘောဒီးယားဒီအဲ့ဒီလမ်းကို 喏，哎，原来到了北面的，啊，后面弄啊，来了，这马上那个昆明那里边，然后，然后我往那边去跑去了，开年才可以入牌，开年要办个入牌的，哎呀，办高铁嘛，办高铁就办，就办掉了，喏，哎，办高铁你便宜，没利息，没利息，你可省个不计呀嘛，哎喽，地下个，第五个个，哦。 အများကြီးအကျိုးရှိတဲ့ဟာပေါ့နော်အနောက်လမ်းဆိုတာကအဲခုံးမြင်ကနေပြောဗမာပြည်ဖြတ်ပြီးကျောက်ဖြူတီဆင်းမစားလေအဲ့ဒါပဲမလုံးဝသေးတာအဲ့တော့အဲ့ဒီဟာအတွက်များဒီဥကတုံးတုံးတိုက်တိုက်လုံနေမှာပါတော့အဲ့တော့အဲ့ဒီလမ်းဖြတ်တဲ့နေရာတွေကခင်ဗျားကြည့်ကြည့်နေပုံမှာဒီအခုဟိုတော်လှန်ရေးတွေဖြစ်နေတဲ့နေရာတွေဖြစ်တာဟုတ်အဲ့တော့ကျမတို့တိုင်းပြည်ငင်းများမှာသူ့ဒီတက်ရတာကပေါ်ပါလေ ဲ့တော့ဒီမင်းမင်းကြီးတွေအတွက်ကတော့ငုံတိုက်တိုက်ပြောနေပါဦးရတယ်တရုတ်ရဲ့နေဆက်စီးပွားရေးတည်ရှိနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာကတော့လာချိုမြို့ရဲကနေ MND တပ်ဖွဲ့ကိုတရုတ်နိုင်ငံကဖိအားပေးစစ်တပ်ကတက်ဆုပ်ခိုင်းလိုက်ပြီးစစ်ကောင်စီတပ်တွေကပြန်လည်နေရာယူထားတာကိုတွေ့ရပါတယ်။ဒါအပြင်တရုတ်နိုင်ငံကပြစ်ခတ်ရဲစဲမှုစောင့်ကြည့်အဖွဲ့ကိုလည်းလာချိုမြို့ကိုစီလုခဲ့ပြီးမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ရေလှုပ်ဆောင်သွားမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မက်စရာကုံကြားကူကပြောပါတယ်။ ရှမ်းမြင်းမြောင်ပိုင်းအခင်ကြီးဟာတရုတ်စီရင်ထားတဲ့နိုင်ငံရေးကစားကွက်ကိုအားလုံးကအကောင့်တွေပေါ်ဆောင်ရွက်နေတဲ့သဘောဖြစ်နေတယ်လို့ PNO ASEAN မှာဗိုလ်မှူးကြီးခွန်ကာကအားရခတိုင်ကိုပြောပါရယ်။ဟောရှမ်းမြောင်ရဲ့အခြေအနေကတရုတ်ရဲ့အခင်ချင်းပေါ့တရုတ်ကသူ့ရဲ့ဒီယူနာထွက်ပေါက်ပဲနောက်ပြီးတော့သူ့ကုန်တော်ရေးလမ်းကြောင်းရယ်သူ့ကလုံးချုပ်ရင်းအားလုံးတက်ချက်တက်ချက်ပြီးတော့သူသူသူရှိနေတဲ့အကွက်ပေါ့ပြဿနာ arụ awalu planet bụ ọwa enuoo မြန်မာမျိုးသားရေးဒီမိုကရက်တစ်တက်မတော် MND ရာ2024ခုနှစ်ဩဂလ3ရက်နေ့ကနေရှမ်းပြည်နယ်မြောက်ပိုင်းလာချုံမြို့အပါအဝင်အရှိတ်မြောက်ပိုင်းစစ်ဌာနချုပ်ရမခခဝါတိုက်ခိုက်တိမ်မဲ့ထားခဲ့ပြီးအုတ်ချိုရဲ့ရန်နီယာများပြန်လည်ထူထောင်ရေးမြို့တော်စီမံခန့်ခွဲလုပ်ငန်းများကိုလည်းလုပ်ကိုင်လျက်ရှိနေရပါဒါပေမဲ့တရုတ်ရဲ့ဂျာမန်စစ်ဆင်မှုကြောင့်စစ်ကောင်စီနဲ့2025ခုနှစ်ဧပြီလ20ရက်နေ့နောက်ဆုံးထားကလာချုံမြို့ကိုပြန်လည်လွှဲပြောင်းဖို့တဘောတူညီခဲ့ကြတယ်လို့လာချုံမြို့အတွင်းကိုလည်းစစ်ကောင်စီရဲ့စစ်ရင်တန်းတွေကဝင်ရောက်ထားတာကိုလည်းတွေ့ရှိရပါတယ်